ချယ်တင်ဟာ FIFA ကလပ်ကပ္ပလာအုပ်စုအခွင့်အပွဲစဉ်မှာ LAFC တင်ကိုနှစ်ဂိုးဂိုးမရှိနဲ့အနိုင်ရခဲ့ပြီးနောက်နီးပြမာရက်စကာကဒါအကောင်းမွန်တဲ့ရလဲဖြစ်တယ်လို့ပြောခဲ့ပါဗျ။မာရက်စကာကအလွန်ကောင်းမွန်တဲ့ရလဲပါ။ရာသီရဲ့ဒီဇင်မှာမတူညီတဲ့ရာတွေကိုစီမံခံခွဲရတာပုံမှန်ပါပဲ။ချုပ်ဝင်းပြောရမယ်ဆိုရင်စွမ်းဆောင်ရင်ကောင်းမွန်ခဲ့လို့အခွင့်အရေးတွေလည်းဖန်တီးနိုင်ခဲ့ပါဗျ။ပြီးတော့ပွဲကိုအနိုင်ရခဲ့ပြီးပေးကိုလည်းမပေးခဲ့ရပါဘူး။ဒီလည်းကျွန်တော်တို့ရဲ့ကစားပုံကိုသိရတဲ့အတွက်ဒါအကောင်းမွန်တဲ့ချက်ပါ။ကစားမှသိဖြစ်တဲ့အဆူဘိုးကိုလည်းအခွင့်အရေးပေးခဲ့ပြီးနှစ်ဦးစလုံးအတွက်အလွန်ကောင်းပါတယ်လို့ပြောခဲ့တာပါ။ဒီဘက်မှာချယ်တင်ရဲ့ဂိုးတွေကိုနက်တိုနဲ့အန်ဆိုဖာန်ဒက်စ်ကသွင်းယူခဲ့ပြီးလူစားဝင်ဖြစ်ပါဝင်ခဲ့တဲ့ကစားသမားအသစ်ဒီလ လာအသင်းအတွက်ဂိုးပန်တီးမှုတစ်ချိန်ပြုလုပ်နိုင်ခဲ့ပါတယ်။တိုက်စစ်မှုဒီလက်ကချဲသီးသွင်းတဲ့ပထမဆုံးပွဲကိုပေါင်းကစားခွင့်ရခဲ့တဲ့ခန်းစားချက်ကကောင်းမွန်ခဲ့ပြီးအသင်းရဲ့ကိုကြီးဘုကအရေးပါအောင်မဲ့အသွင်းကိုသွင်းယူခြင်းနဲ့လို့ပွဲပြီးမှပြောခဲ့တာပါ။ချဲစီနဲ့ LAFC အသင်းတို့ကစားခဲ့တဲ့မာစီဒီဘန်စ်အာဇာခွင့်ကပရိသတ်ပေါင်း9000လောက်ကျော်ဝင်ဆက်ပေမဲ့ဒီဘက်ကိုပရိသတ်12,138ဦးသာတက်ရောက်ကြည့်ရှုခဲ့ပါတယ်။ချဲသီးသင်းဒီပြမာရက်စ်ကကအာဇာခွင့်ကအလွန်နီးပါးဖြစ်နေပေမဲ့သူတို့က professional ဖြစ်တဲ့အတွက်အခြေအနေပတ်ဝန်းကျင်တို့နဲ့လိုက်လွန်ညီတွေဖြစ်ဖို့လိုအပ်တယ်လို့ပြောခဲ့ပါတယ်။ပြီးခဲ့တဲ့ PSG နဲ့ Atletico အသင်းတို့ပွဲစဉ်မှာတော့ပရိသတ်ပေါင်း8000ကျော်ကြည့်ရှု QB ဆိုင်ရင်တင်ထားတာပါ။ LAFC အသင်းကြီးပြ Steve က LA က Atlanta တဲ့ဘောလုံးကိုပို့ပြီးနေတတာဖြစ်နိုင်တယ်လို့ပြောခဲ့ပါတယ်။ချဲအသင်းက FIFA ကလပ်ကမ္ဘာဗလာအုပ်စုဒုတိယမြောက်ပွဲစဉ်ဖြစ် Flamengo အသင်းနဲ့ရှင်ပိုင်ရမှာဖြစ်ပြီး LAFC အသင်းက2နှစ်အသင်းနဲ့ရှင်ပိုင်ရမှာဖြစ်ပါတယ်။